ဖြစ်စွာသောဓမ္မမင်းဆွေညီကိုမောင်မများမင်္ဂလာနံနက်ခင်းပါလို့ခရစ်တော်နာမဖြင့်နှုတ်ခွန်းဆက်ပါတယ်။ယခုလသည်တကယ်ကိုခရစ်တော်လာရသည်ဖြစ်တဲ့အတွက်တဖန်နှုတ်ကပတ်တော်အဖြစ်ပြန်လဲခွန်အားယူပေါ်ရန်ရှင်ပေထရုဩရစာဒုတိယဆောင်အခန်းကြီး3အပိုက်ငယ်16ကနေကျွန်တော်တို့ဆက်ခွန်လောက်ထိုစာတို့၌ခက်ခဲသောအရာအချို့ရှိ၏မတက်သောသူတည်ကြည်ခြင်းမရှိသောသူတို့သည် ထိုအရာမှဆ၍ကျွင်းသောကျန်းစာ၏အနက်ကိုမှောက်လန်၍ကိုကိုကိုဖြည့်ဆည်းတတ်ကြ၏တို့ဖြစ်၍ချစ်သူတို့မတရားသောသူတို့၏ပရိယေအားဖြင့်သင်တို့သည်လည်းသွေးဆောင်ရာသို့လိုက်၍သင်တို့တည်ကြည်ခြင်းမှမရွေ့လျော့မည်အကြောင်းဤအရာများကိုသိနေပြီဖြစ်၍ကိုကိုကိုစောင့်ရှောက်ကြလောပြောပါ တမန်တော်ကြီးရှင်ပေသူအဖြစ်တန်ရှင်တော်ဝိညာဉ်တော်အဖြစ်ဖွင့်ပြတော်နှုတ်ကပတမန်ကျမ်းစာတော်များဖြစ်ပါတယ်။ဆိုတော့တမန်တော်ကြီးရှင်ပေသူသည်သူချစ်တဲ့ညီငယ်တမန်တော်ပေါလုကိုလည်းအကြောင်းပြုပြောတာကျွန်တော်တွေ့ရတယ်။ဒါကြောင့်တမန်တော်ရှင်ပေါလုသည်တမန်တော်ကြီးများနဲ့အတူအသက်ငယ်ရွယ်သောတမန်တော်တပါးလည်းပြောလို့ရပါတယ်။ဆိုတော့ အဲ့ဒီတမန်တော်ရှင်ပေသူတို့ဥဆောင်ရတဲ့အာရှမိုင်းနာရှိ အသင်းတော်များဒီကျွန်တော်ပြန်ကြည့်တဲ့အခါမှာလွဲမာသောအယူဝါဒတွေနော်ယုံကြည်သောသူတွေကိုလှည့်ပြားမဲ့အခြေအနေတွေနော်တည်ကြည်သောသူတွေသည်တည်ကြည်ခြင်းမှရွေ့လျော်ဖောက်ပြန်သွားအောင်လှည့်စားပြီး ခေါ်ထုတ်သွားမဲ့အခြေအနေတွေကျွန်တော်တွေ့ရတယ်။တနည်းအားဖြင့်တိုးဆိုတာတော့ခြံခုံတိုးမဟုတ်ပေမဲ့ ချန်ခုံတက်အောင်သင်ပေးတော်သူတချို့ရှိတယ်ဆိုတာကိုကျွန်တော်တို့နားလေသဘောပေါက်ဖို့ရရှိပါတယ်။ဒါကြောင့်မို့အပိုင်ငယ်16မှာထိုကျန်းစာ၌ခက်ခဲသောအရာအချို့ရှိ၏လို့ပြောပါတယ်။မတက်တော်သူတီချီခြင်းမရှိတော်သူတို့သည် မတက်တော်သူတီချီခြင်းမရှိတော်သူပြောနေတာနှုတ်ကပတ်တော်ကိုသေသေးချာချာကကနနလေလာခံယူစီးပူးတာမရှိဘူး။နော်။နောက်တီချီခြင်းလည်းသူတို့မှမရှိဘူး။ ပြောနေတာတမန်တရားကိုကိုလိုရာဆွဲပြောနေတဲ့သူတမန်တရားကိုသေးသေးချာချာဗေဒိမျိုးသားသတ္တလူမျိုးသားလို့ဖော်ပြတဲ့အတိုင်းပေါ့နော်သေးသေးချာချာကကနနမလိလာဘဲနဲ့သူတို့ဒီကိုထင်ရာဆိုင်ပြီးဆွဲယူပြီးတော့မှဒါကြောင့်မတက်တော်သူလို့တမန်တော်ရှင်ပေသူတို့ကပြောတယ်နော်နောက်တည်ကြည်ခြင်းမရှိတော်သူရွေ့ရော်ဖောက်ပြန်တဲ့သဘောပေါ့ထို့အရာမှဆိုက်ကျွင်းတော်ကျန်းစာ၏အနက်ကိုမှောက်လန်တယ်လို့ပြော နော်ကိုလိုရဆွဲပြောပြီးမှောက်လန်တဲ့အခါမှာနောက်ဆုံးသူကိုယ်တိုင်လည်းလွဲချော်တယ်သူဆွဲခေါ်သွားတဲ့လူတွေလည်းဟောလာချန်ခုံတတ်အောင်သူဆွဲခေါ်ပြီးချန်ခုံဖို့ရသွန်သင်လမ်းပြပြီးတော့ခံရတော့သူတွေလည်းလမ်းလွဲတယ်နှုတ်ဦးစလုံးလမ်းလွဲတယ်ဒါရောသခင်ရှုခရစ်တော်ကဟာလာကန်းတော်သူဒီနောက်ထပ်ကန်းတော်သူကိုခေါ်ဆောင်သွားရင်နှစ်ယောက်စလုံးကြောက်တယ်ကြာမှာပေါ့တွင်းနဲ့ကြာမယ်လို့ပြောတယ် သူကိုယ်တိုင်လည်းနှုတ်ကပတ်တော်အလဲသဘောမပေါက်နားမလဲလေ့လာစီးပူးဖို့မသိဘူးကိုထင်ရဆိုင်ပြီးဒီနေ့ကိုကိုယ်တိုင်ပဲလမ်းလွဲပြီးတော့အခြားသောသူပါလမ်းလွဲအောင်တိုးချံတဲ့ကနေဆွဲထုတ်ပြီးခြံခုံတတ်အောင်သွင်းသိပေးပြီးသူကိုယ်တိုင်လွဲတိုးလဲလွဲမြောက်စလုံးကြောက်လဲကြာလို့သခင်ရှုခတော်သွင်းသိတဲ့အရာလဲကျွန်တော်တို့တတိမထားလို့မရပါဘူးလို့တတိထားမှဖြစ်တယ်ဒါကြောင့်မို့နော် ဟိုကျန်းဆိုင်အနက်ကိုပေါက်လာပြီးကိုကိုကိုဖျက်ဆီးတတ်ကြ ਈ ဘလို့ဖျက်ဆီးတယ်လဲနော်ပြောချင်တာတမာတရားနဲ့လွဲသွားအောင်ဟုတ်လားလုံးဝကျန်တဲ့တမာတရားနဲ့သွားသောညီကိုတွေကဝိုင်းပြီးလက်ညှိုးထိုးခံရအောင်နော်လက်ညှိုးထိုးခြင်းခံရအောင်သူဒီလုံးဝတမာတရားကိုပေါက်လာကိုကိုဖျက်ဆီးတတ်တယ်ဏိကုံကတော့မလှဘူးပေါ့အစကောင်းမယ်အနောင်သေးကြမယ်ပေါ့နော် ဒါကတော့ကျွန်တော်မြန်မာစိုးစကားပေါ့သူဒီအစကောင်းရင်အနောင်သေးကြဖို့တော့တိတ်အရေးကြီးပါတယ်ဒီနေ့ခရိယတက်တာဆိုတာနော်ယုံကြည်တယ်ဗတ္တိဇံခံတယ်တန်ရှင်းသောဝိညာဉ်ရောလမ်းပြခြင်းအဖြစ်ရှောက်တယ်ဒါအစကောင်းတယ်ဒါပေမဲ့အနောင်မှာသေးကြဖို့ကတော့ဖြစ်တမာတရားကိုလေလာခံယူပိုင်းခြားတရားကိုနဲ့မွေ့လောခြင်းအဖြစ်လမ်းလွဲမသွားဖို့ဖြစ်တာပေါ့နော်ဒါကြောင့်မို့ အပိုင်းငယ်16ရောက်တော့တို့ဖြစ်၍ချစ်သူတို့မတရားသောသူတို့ဤပရိယေအားဖြင့်တို့တို့ကိုမတရားသောသူလို့ကျမ်းစာကပေါ်ပြတယ်။နော်အဲ့ဒါလိုလူတွေကိုကျမ်းစာကပေါက်လန်တဲ့လူကိုကိုဟာလာတာယောက်ကန်းလှုပ်ပြီးပြောနေတာလမ်းလွဲသွားတဲ့သူတွေတမတရားကိုတိတိချာချာမခံယူတာဒါကြောင့်တခါလေကျရင်နှုတ်ကပတ်တော်မှာပါပေါ်ပြလဲဆိုဒေါက်တာရှိတယ်နော်ဒေါက်တာရဲ့ဒေါက်တာတွေလည်းရှိတယ်ပရိုဖက်ဆာပေါ့ ။နောက်ဟာလား။နောက် MA ဖွဲ့တွေရှိတယ်၊ Master ဖွဲ့တွေရှိတယ်၊ BDA တွေရှိတယ်။ဟာလား။ CDA တွေရှိတယ်။တမတယောက်ယူယူလဲခံယူတဲ့လူရှိတယ်။ပြောနေတာကဒီဂရီဖွဲ့တွေအရေးမကြီးဘူးလို့ကျွန်တော်တို့ပြောလို့မရပါဘူး။ဒီဂရီဖွဲ့တွေဒါဆိုဒီဂရီဖွဲ့မလိုဘူးဆိုရင်သခင်ရှုခရစ်တော်ကြီးတမန်တော်များကို၃နှစ်၃ဘုလလုံးလက်ထပ်သင်ယူဆွဲခေါ်တုံသင်လမ်းပြတော့လုံးစရာ မလိုပါဘူး ရွေးကောက်တာနဲ့မင်းတို့တွေဖျားလမ်းပြလိုက်မယ်ဝိညာဉ်တော်ကမင်းတို့လမ်းပြလိုက်မှတ်တဲ့တို့တော်သခင်ရှုခရစ်တော်ဒီသုံးနှစ်လုံးလုံးတမန်တော်တွေကိုပြောမဆိုရင်ထတ်ချက်မကွာအတူဆွဲခေါ်အတူလမ်းပြသမာတရားကောင်းကောင်းသင်ခဲ့သာသနာပြုနည်းကိုကောင်းကောင်းသင်ကြားပေးခဲ့နော်ဒါကြောင့်ဒါတော်မယူရက်စကာကိုတစ်ချက်ဖောက်သေးတယ်နော်ဒါကြောင့်ချစ်တော်ဓမ္မမေရှင်တချို့ကျမ်းစာကြောင်းမလိုပါဘူးဓမ္မပညာမလိုပါဘူးပြောတယ် ဒါဆိုသခင်ရှုကျွန်တော်စော်ကားရရောက်ပါတော့နော်တယောက်ချက်တော်မမရှင်များဒီနေ့ကျွန်တော်နည်းနည်းနှီးကုန်းချောရအောင်နော်တယောက်ပရိယေအားဖြင့်သင်တို့ကိုသင်တို့ဒီလဲသွေးဆောင်ရာတို့လိုက်၍နော်အဲ့ဒါသတိထားမယ်မတရားသောသူတို့ဤပရိယေအားဖြင့်သင်တို့ဒီလဲသွေးဆောင်ရာတို့လိုက်၍သင်တို့တည်ကြည်ခြင်းမှ မရွေ့လျော့မြအကြောင်းပြောညင်တာကမင်းခြံခုံပြီးထွက်လာလိုက်ငါတို့ဘက်မှာလား ဟလာခြံခုံပြီးထွက်လာလိုက်ဒီနေ့ခြံခုံတယ်ဆိုတာကလည်းတကယ်တမ်းကျတော့ခြံခုံတတ်အောင်ဒီနေ့လမ်းပြတဲ့အမှားတွေရှိတာပေါ့နော်အဲအဲ့ဒါလည်းကျွန်တော်သတိထားမှာဖြစ်တယ်နောက်ပြီးတော့သင်တို့တည်ကြည်ခြင်းမမရွေ့ရော့မြည်အကြောင်းဤအရာများကိုသိနေပြီဖြစ်၍နော်ကိုကိုကိုဘာလုပ်ခိုင်းလဲဆောင်းလျှောက်ကြတော့ ဒီကနေ့ကိုယ့်ကိုကိုယ်စောင့်ရှောက်ခြင်းမရှိရင်ပြောချင်တာအသိန်းတော်တစ်ပါးမှာသဲအောင်ဆရာတိတချို့လက်လန်းမမီတာတွေရှိမယ်။ဟာလာလက်လန်းမမီတာတွေလည်းရှိတဲ့အပြင်တချို့လည်းအသိန်းတော်စိတ်မဝင်စားဘူး။ဟာလာသဲအောင်ဆရာလည်းလိုက်နိုင်တယ်လို့လိုက်ပေမဲ့တချို့လည်းအသိန်းတော်ကိုဟာလာပြန်ပြီးလှည့်မကြည့်ဘူး။သူထင်းရဆိုင်တဲ့အခါမှာနောက်ဆုံးသူဒီချန်ခုံတက်အောင်တချို့တော့လှည့်ပြားခြင်းတွေအပြင်ကနေသွေးဆောင်တဲ့အခါမှာနောက်ဆုံးသူဒီချန်ခုံသိုးတကောင်ကိုဖြစ်သွားတယ် ချန်ခုံပြီဆိုအနေများပြီချက်တော့ညီကုံမောင်လုံးမတို့ဒီကနေ့သိုးတကောင်ကချန်ခုံပြီဆိုအမနဲ့အမတန်မအနေများတယ်ဘာကြောင့်လဲတဲ့ဝိုးပလွေတွေရှိတယ်တောခွေးတွေရှိတယ်နော်ပြောချင်တာကအနေရဲ့ဒီအမတန်မများမြောင်သောအချိန်ကာလဖြစ်တယ်ယခုခေတ်ကာလညောဒီနေ့ချန်မခုံမိစေဖို့ကျွန်တော်တို့ကိုကျွန်တော်နှုတ်ကပတ်တော်နဲ့မလောက်ခိုင်းလဲတမန်တော်ရှင်ပေသူကကိုကိုကိုစောင့်ရှောက်ခိုင်းတယ် ကျေးဇူးတော်၌၎င်းအပိုင်ငယ်၈မှာငါတို့ကိုကယ်တင်တော်မူသော အရှင်ယေရှုခရစ်ကိုသိကျွမ်းခြင်း၌၎င်းကြီးပွားကြလောမကြီးပွားတော့မမြင်ဘူးမမြင်တော့မသိဘူးမမြင်မမြင်တော့မသိတော့ပရိယေအဖင်လှဲ့စားတော့ဟုတ်လားခြံအတွင်းထဲကလေခေါင်းလေးပြူကြည့်လိုက်အာမဆိုးဘူးဟာငါတို့ဒီခြံထဲကနေငါခုံကျော်ပြီးလိုက်သွားမှဆိုခုံကျော်ပြီးသွားတော့အနေရများပြီအချိန်မီနောင်တနဲ့ပြန်လှဲ့လာတော့ကောင်းတာပေါ့ အချိန်မီတောင်တော့မရမရရင်သူကိုယ်တိုင်လည်းမိတ်စာချမ်းခုံသွားတဲ့သိုးလည်းမိတ်စာနောက်ဆုံးမှဟာလာသိုးပြူကနေသိုးမဲတွေဖြစ်အန်ဒီအင်မတန်မှကြီးတယ်ဓမ္မမိတ်ဆွေများနော်တယောက်ခက်ကာလကိုကနောက်ဆုံးသောကာလဖြစ်တယ်နော်ဒါကြောင့်မို့ဒီနေ့ခက်ခဲသောအရာတွေကိုတချို့အလွဲယူပြီးထင်ရဆိုင်ပြီးကျန်းစာကိုမှောက်လန်ပြီးကိုယ့်ကိုယ်လည်းဖြတ်စီဟာလာသိုးအာချို့သောသိုးတွေကိုလည်းခြံထဲကနေခုံထွက်လာလိုက်လာခဲ့လိုက် ဆွေးဆောင်ပြီးတော့မှပါသွားတဲ့သိုးတွေလည်းဒုက္ခတွေရောက်ကုန်ကြပြီ။ဒါကြောင့်မို့တို့ဖြစ်၍ချစ်သူတို့တဲ့နော်ဒီကုန်းချုပ်။တမန်တော်ရှင်ပေသူကြီးကအာရှမိုင်းတာကြည့်ရတဲ့သူ့ရဲ့သိုးတော်စုတွေချစ်သူတို့တဲ့အင်မတန်မှကြည်နူးစရာကောင်းတဲ့အခေါ်လေးနော်။ဘုရားသခင်ကျွန်တော်တို့ချစ်တယ်။တမန်တော်များဟာလည်းသိုးတွေကိုချစ်တယ်။ယုံကြည်သူတွေကိုချစ်တာပြောတာ။မတရားသောသူတွေပရိယေအဖြစ်ရှိတယ်နော်မတရားသောသူ။သင်တို့ဒီလဲသွေးဆောင်ရသော 来月，喏，全拿叫嘛哈啦，最少嘛。那侬第一件嘛，每月要面交了，一呀面我最能面片做嘞，对不对？对不对喏？过过过，上小家咯。哎，对不对？那我把找阿片，好了，Christmas 啦嘛，好了，Christmas 将来会啥样？好了，Christmas 要先得看，对阿达嘛那里个嘞，那里边侬做了，压力个。 အာရှမိုင်းတိုင်းကိုလည်းသတိပေးခြင်းအာရှမိုင်းတိုင်းအသင်းတော်ကိုသတိပေးခြင်းဒီကျွန်တော်ကျမတို့သတိပေးတဲ့ကဲ့သို့ဖြစ်တယ်ဆိုတာကိုလည်းခံယူရင်းဒီနေ့နှုတ်ကပတော်အားဖြင့်ကိုယ့်ကိုကာကွယ်ဆောင်ရှောက်တတ်တော်သူ ဖြစ်အောင်လို့အနေနဲ့ဝင်ပါအရောက်စီတိုင်းဖျားသခင်ကောင်းချီးပေးပါစေ